ရှင်လူကာခရစ်ဝင်ခန်းကြီး30ထိုနောက်မှာသခင်ဘုရားသည်အခြားသောတပည့်တော်ခုနှစ်ကျိတ်တို့ကိုခံထားတော်မူ၍ကိုယ်တိုင်ကြွလီအန်သောငါမြို့ရွာရဲ့ရဲတူသူရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီဆီလွတ်တော်မူ၏သူတို့အားမိန်တော်မူသည်ကစပားရိပ်စရာများစွာရှိ၏ရိပ်တော်သူတို့သည် နေကြ၏ထိုကြောင့်လှုပ်ဆောင်သောသူတို့ကိုစပားရိပ်စေခြင်းကစပားရှင်ဆီလွတ်တော်မူမည်အကြောင်းဆုတောင်းကြလော့ သင်တို့သွားလေသည့်အရာမှာတောခွေးစုတဲ့သူတိုးတငယ်တို့ကိုဆေလွတ်တကယ်သူသင်တို့ကိုငါဆေလွတ်ဤငွေအိတ်လွယ်အိတ်ခြေနှင်းတို့ကိုမဆောင်ကြနှင့်လမ်းလိုက်သွားစဉ်တွင်ဘယ်သူကိုမှမနှုတ်မဆက်ကြနှင့်မြည်သည့်အိမ်တို့ဝင်သောအခါဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟုရှိဟုစွာပြောကြလော ထိုအိမ်၌မင်္ဂလာသားရှိလျင်သင်တို့မွတ်သောမင်္ဂလာသည်တည်လိမ့်မည်သို့မဟုတ်သင်တို့ထံသို့ပြန်လာလိမ့်မည် ထိုအိမ်၌နေ၍အစာအသောက်စီရင်ရာကိုစားတောက်ကြလောအเจ้าမူကလှုပ်ဆောင်သောသူသည် အခါကိုခံထိုက်ပြီတိမ်မတိမ်တို့လဲလဲ၍မတော်ကြနှင့်အကျင်မျိုးတို့တင်တို့ဝင်၍မြို့သားတို့သည်လက်ခံ၏ထုံမျိုး၌တင်တို့ရှိမှထဲသည်များကို စားကြလော လူနာများကိုချမ်းသာပေးကြလောဖျားသခင်ဤနိုင်ငံတော်သည်တင်တို့၌တည်ထောင်ရသောအချိန်နီးပြီဟုသူတို့အားဟောပြောကြလော အချင်းမျိုးတို့ဝင်၍မြို့သားတို့သည်လက်မခံထိုမျိုး၏လမ်းသို့ထွက်ပြေးလျင်ငါတို့၌ကတ်သောတင်တို့မျိုး၏မြေမုန်းကိုငါတို့သည်ခါလိုက်၏သို့တော်လည်းဘုရားသခင်၏နိုင်ငံတော်သည်တင်တို့၏အနည်းတို့ယောက်ျောင်းကိုတိမတ်ကြဟုသူတို့အားပြောကြလောငါဆိုသည်ကနောက်ဆုံးသောနေ့၌ထိုမျိုးသည်သောတော်မျိုးထက်သာ၍ခံရလက်တံအိုခောရဇိန်မျိုးတင်သည်အမင်္ဂလာရှိ၏အိုဘက်ဇေရာမျိုးတင်သည်အမင်္ဂလာရှိ၏အကြောင်းမူကား သင်တို့ရင်ပြသောတကူးကိုတူတူမျိုးနဲ့0မျိုးရင်ပြဘူးလင် ထိုမျိုးတို့သည်ရှေးကာလ၌ရှော့တီအဝတ်ကိုဝတ်၍ပြားထဲမှထိုင်လျက်နောင်တရကြလိမ့်မည်တရားဆုံးဖြတ်တော်မူသောအခါသင်တို့သည် တူတူမျိုးနဲ့0မျိုးထက်သာ၍ခံရကြလက်တံအိုကပေရနောင်မျိုးသင်သည်မိုးကောင်းငင်တိုင်အောင်မြောက်စားခြင်းကိုခံရတော်လဲမရဏနိုင်ငံတိုင်အောင်နှိမ့်ချခြင်းကိုခံရလက်တံသင်တို့ဤစကားကို နားထောင်သောသူသည်ငါစကားကိုနားထောင်၏သင်တို့ကိုပယ်သောသူသည်ငါကိုပယ်၏ငါကိုပယ်သောသူသည်ငါကိုဆင်းလွတ်တော်မူသောသူကိုပယ်သည်ဟုမိန့်တော်မူ၏ထိုခုနှစ်ကြိတ်သောတပည့်တော်တို့သည်ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍သခင်ကိုရောဤနာမအဖြစ်ကျွန်ုပ်တို့သည်နှက်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏ယေရှုလည်းစာရန်သည်လျက်စစ်ကဲ့သို့ကောင်းငင်မှကြသည်ကိုငါမြင်ပြီး သင်တို့သည်မွေကိမိကောက်တို့ကိုနိုင်ရသောအခွင့်နှင့်ရန်သူများကိုနိုင်ရသောအခွင့်တကူကိုငါပေး၏သင်တို့ကိုအဘယ်ဘေးမှမငင်စေရသို့တော်လည်းနှစ်ဆိုးကိုနိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်းမရှိကြနှင့်သင်တို့ဤနာမည်များသည်ကောင်းငင်စီရင်၌ဝင်းဒီကိုဝမ်းမြောက်ခြင်းရှိကြလောဟုမိန့်တော်မူ၏အမိထိုအခါယေရှုသည်ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသည်ဖြင့်ကောင်းငင်နေမည်ကြီးကိုအစိုးရတော်မူသောအဖာ ကိုရိုဒီပညာလီမန်နီပြည်စုံသောသူတို့အားဤအရာများကိုထင်ဝက်ပွဲထားလျက်သူငယ်တို့အားဖော်ပြတော်မူပြီးဖြစ်၍ယေရှုတော်ကိုကျွန်ုပ်ချီးမွမ်းပါမည်ထို့သူအလိုရှိသောကြောင့်မှန်ပါ၏ဖာငါကမဲရိုဒီခတ်သိမ်းသောအရာတို့ကိုငါ၌အပ်ထားတော်မူပြီသားတော်ကအဘယ်သူဖြစ်ပြီးကိုခမဲတော်မှတပါအဘယ်သူများမသိခမီးတော်ကအဘယ်သူဖြစ်တော်မူပြီးကိုသားတော်နှင့်သားတော်ကိုလင်းစေလိုသောသူမှတပါအဘယ်သူများမသိဟုမိန့်တော်မူ၏ ထိုအခါတပည့်တော်တို့ကိုလက်ကြည့်၍ယခုမြင်သမျှသောအရာတို့ကိုသင်တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာရှိ။ငါဆိုသည်ကသင်တို့မြင်ရသောအရာတို့ကိုပရောဖက်များနှင့်ရှင်ဘုရင်များတို့သည်မြင်ခြင်းကအလိုရှိတော်လဲမမြင်ရကြ။သင်တို့ကြားရသောအရာတို့ကိုကြားခြင်းကအလိုရှိတော်လဲမကြားရကြဟုတပည့်တော်တို့အားမိန့်တော်မူ၏ တယံယောဂါကျန်တက်ဆတ်ဆရာတယောက်ဒီချ၍အရှင်ဖုရားသာရသက်ကိုအမွေခံရအံ့သောငါအကျွန်ုပ်သည်အဘယ်အမှု ကိုပြုရပါမည်နည်းဟုကိုရော ကိုစုံစမ်းနောက်ဆက်ခြင်းကမေးလျှောက်တော့ကိုရောကပြည့်ညတ်တိကျန်၌အဘယ်သို့လာသည်နည်းတင်းသည်အဘယ်သို့ဖတ်သည်ဟုမေးတော်မူလျှင်ထိုသူကတင်းဤဘုရားသခင်သာရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသည်များညံရှိသည်များနှင့်ချစ်လော ကိုနင်းဆက်ဆိုင်သောသူကိုကိုနင်းအမြချစ်လို့ဟုပြန်လျှောက်လေ၏ကိုရောကလည်းတင်းဤစကားသည်မှန်ပြီ၏ထိုသူပြုလျင်အသက်ကိုရမည်ဟုမိန့်တော်မူ၏ထိုသူကလည်းအဘယ်သူသည်အကျွန်ုပ်နှင့်ဆက်ဆိုင်သောသူဖြစ်ပါသည်ဟုမိမိအပြစ်မရှိဟန်ပြုလိုသောစိတ်နှင့်ယေရှုကိုလျှောက်ပြန်တော်ယေရှုကလူတစ်ယောက်သည်ယေရုရှလင်မြို့မှယေရီခေါမြို့သို့တွားရာတွင်ဓာပြများနှင့်တွေ့ကြုံလေ၏ဒါပြရို့သည်ထိုသူဤအဝတ်ကိုချွတ်၍နာကျင်စွာရိုက်ပြီးမှသေလူမတက်ရှိသောအခါပြစ်ထား၍သွားကြ၏ ထိုလန်းသူရစ်ပျောဟိတယောက်သည်အမတ်တမဲ့သွား၍ထိုလူနာကိုမြင်လျင်လွဲဆောင်၍သွားလိမ့်၏ထိုနည်းတူလေဝိလူတယောက်သည် ထိုအရက်သို့ရောက်သောအခါလာ၍ကြည့်မြင်လျင်လွဲဆောင်၍သွားလိမ့်၏ရှမာရိလူတယောက်သည်ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍မြင်သောအခါဂယုနာစိတ်ရှိသည်နှင့်ချင်းကပ်၍သူ၏အနာများကိုစီနှင့်စပြည့်ရီထည့်လျက်အဝတ်နှင့်စီးပြီးလျင်မိမိတရိတ်ဆန်ပေါ်မှတင်၍ ဇရက်တစ်ခုသို့ဆောင်းသွားပြုစုလေ၏။နှက်ဖြန်နေ၌ထွက်သွားသောအခါဒင်နာရီနှပြားကိုထုတ်၍ဇရက်ရှင်အားပေးလျက်ဤသူကိုကြည့်ရှုပြုစုပါ။ကုံသမ ्या ကိုငါပြန်လာသောအခါဆက်ပေးမည်ဟုဆို၏။တင်ဒီရဲ့ဘဲသူထင်သည်။ထိုသူ၃ယောက်တို့တွင်အဘဲသူသည်ဓမြလက်သို့ရောက်တော်သူနှင့်ဆက်ဆိုင်သောသူဖြစ်သည်ဟုပြန်၍မိတော်မူလျင်ကျန်တက်ကလည်းလူနာကိုတနာတော်သူသည်ဆက်ဆိုင်တော်သူဖြစ်ပါ၏ဟုပြောတော်ယေရှုက တင်းသည်သွား၍ထိုနိတူပြုလို့ဟုမိန်တော်မူ၏ယေရှုသည်တပည့်တော်တို့နှင့်ခီးသွားကြစဉ်တွင်ယွာတရွာသို့ဝင်၍ဝင်တော်မူ၍မာသအမည်ရှိသောမိမတူသည်မိမိအိမ်၌ကိုယ်တော်ကိုဧည့်ခံလေ၏ ထိုမိမ၌မာရိအမည်ရှိသောညီမတစ်ယောက်ရှိ၏ထိုမာရိသည်ယေရှု၏ခြေတော်ရင်၌ထိုင်၍စကားတော်ကိုနားထောင်လျက်နေ၏မာသမူကားလှုပ်ကြွေးခြင်းအမှုများ၌စိတ်ပူပန်ခြင်းရှိသဖြင့်အထံတော်သို့ချဉ်ကပ်၍သခင်ကျမ၏ညီမသည် ကျမတစ်ယောက်ထဲလှုပ်ကြွေးစေခြင်းကကျမကိုပြစ်ထားသည့်အရာကိုလင့်လူရှုသောစိတ်ရှိတော်မူသလော သူဒီကျမကိုကူညီမြေအကြောင်းအမိန့်တော်ရှိတော်မူပါဟုလျှောက်တော်ယေရှုကမာတာမာတာသင်သည်များစွာသောအမှုတော်၌စိုးရင်၍နောက်ဆက်ခြင်းကိုခံရ၏လူသောအရာတစ်ခုလည်းရှိ၏မာရိမူကကောင်းသောအဖို့ကိုရွေးယူ၍ထိုအဖို့ကိုအဘယ်သူများမနှုတ်မယူရဟုမိန့်တော်မူ၏အခန်းငယ်၁မှ၄၄